အားလုံးမင်္ဂလာပါခင်ဗျာ Listeners Heaven Channel မှာအကြိုဆိုပါရစေကျွန်တော်ကတော့စာဖတ်သူသူရာတင့်ဖြစ်ပါတယ်ခင်ဗျာ အခုကျွန်တော်ဖတ်ပြမှာကဆရာကြီးမဟာဆွေရေးသားထားတဲ့စောရတပင်းဝတ္ထုတွေမှာဝတ္ထုတို့တပုတ်ကိုဖတ်ပြမှာဖြစ်ပါတယ်စောရတပင်းမန္တလေးမှာရန်ကုန်တို့တဝုံဝုံတကြောင်းကြောင်းဖြင့်ခုံမောင်းစုံစင်းလျက်ရှိသော စာဖို့တင်မောကြီးကနေကင်းဆန္ဒနာ၏တာတာတွင်မြင်းချံစိတ်ကန်းတို့စိုက်ကက်လေတယ် ်ပခုတ်ကူ14ရေနံချောင်းပြည်ဟင်းတရစသည်တို့တို့လိုက်ပါကြမဲ့ခရီးသည်တို့ကအေရာလေးအထုပ်အပိုးတို့ဖြင့်တင်းမောပေါ်တို့တက်ရောက်လျက်ရှိကြလေတယ်။အချို့ရှမ်းပြည်တောင်ပိုင်းမှဆင်းလာသူတို့ကတာစီလန်းခွဲပူတာမှမြင်းချံတို့မိရချားနဲ့လိုက်ပါလာပြီးနောက်မြင်းချံတင်းမောစိတ်မှမြင်းချံစိတ်ကန်းတို့တွာလာလေရှိကြလေတယ်။ထိုခရီးသည်များတွင်ပစ္စည်းကျွဲဝပုံရသောထောင်ကဲတယောက်နှင့် အထက်တန်းကြာပုံရသောအသက်50ခန့်လူကြီးတစ်ယောက်ကို အချို့တတိပြုကြည့်ရှုကြဟန်တူတယ်။လူကြီးနှင့်ပေါက်ဖော်မှာလမ်းမိရထားပေါ်မှ မိတ်ဆွေဖြစ်လာကြဟန်တူရာတင်မောဘော်တို့ရောက်သောအခါလဲတဦးနှင့်တဦးနေရာချင်းထိဆက်တွင် နေရာနေထားကြရရှိပြီးနောက်ဘူခနှင့်ကျေလောင်သောအုံဩတန်ကိုကြားကြလေတယ်။မကြမီစိတ်ခံတန်ပန်ကြီးမှတင်မောထွက်ခွာ၍လာခဲ့လေတယ်။ လူကြီးကမိမိတရေတက်တာကြီးကိုဖွင့်၍အရှောင်ရင်ရွှေတောင်လုံးကြီးတစ်ထည်ကို ထုတ်ကာခါးကပစိုးတောင်ရှည်နှင့်လဲလေတယ်။ခေါင်းကပေါင်းထားသောပမာကိုလည်းချွတ်လိုက်ရာဘိုးကေစရောက်မှအကြောင်အကြားတဝက်ဖြူ၍နေလေတယ်။အသက်ကြီးတော်လည်းအပေါ်တက်ကလက်ရင်မုံကိုချွတ်၍ရှက်အင်းကြီးနှင့်နေသောအခါအတော်တန်မာပုံရလေတယ်။သုံးပုံတပုံခန့်ဖြူနေသောနှုတ်ခမ်းမွေးနှာရန်ပေါ်စူးရှာသောမျက်လုံးများဖြင့် မြင်ကြသူတိုင်းလေးစားခံရစေမဲ့အင်ကာရုပ်ကိုဆောင်လျက်ရှိလေတယ်။လူကြီးကပစိုးတောင်ရှိကိုခောက်လျက်တတာရင်တွင်းပြီးလျင်ငွေစီဂရက်ဘူးမှစီဂရက်တလေးကိုထုတ်၍မိနှိရှူဖွာရှာရင်းထောင်ခဲအားထောင်ခဲစိတ်လေတော့ပါစီဂရက်တဘူးကိုထိုးပေးလေတယ်။ကျေးဇူးတင်ပါတယ်။ပေါ့ဖော်ကစီဂရက်တလေးကိုထုတ်ယူတော့လေတယ်။ဆရာကြီး ရန်ကုန်ကိုဘာဖြစ်လို့မီးရထားနဲ့မသွားသလဲကျွန်တော်အရေးကြီးကိစ္စရှိလို့မြေချောင်းကသွားချင်လို့ပဲထောင်ခဲ့ကော။အိုးကျွန်တော်မြမပြီမာနေရအနည်း၃၀ရှိပြီ။အေယာဝရီမြစ်ကတဲမောခရီးများမစီးဘူးလို့အခုသွားလာပဲ။သူ့ရာတွင် ထောင်ခဲကလူကြီးအားအကဲခတ်ကြီးရှူနေပုံရလေတယ်။လူကြီးမှလည်းပါနဟန်ရှိတယ်။သို့တော်မတိတကယ်တို့ခိုင်ရွရွအမှုအရာနှင့်ပင်နေလိုက်လေတယ်။ အဖော်ကရှမ်းပြည်မှဘိန်းချလာသူဖြစ်ရာဘိန်းအလုံးသုံးတောင်ဘိုးခန့်ကိုမိယထားမှအခြားမြန်မာမိတ်ဆွေတို့နာမည်နဲ့တစားလှုပ်၍ပို့လိုက်ပြီးဖြစ်တယ်။ထိုဘိန်းအလေးချိန်နဲ့ညီမျှသော အခြားပစ္စည်းများကိုလည်းတင်းမော့တွင် တန်စားလှုပ်၍ယူခဲ့ရာရှင်မျိုးဘက်နှင့်ဆောင်းတော့ဘက်တို့ကပေါ့ဖော်နှင့်ဘိန်းမဟုတ်သောတင်းမော့ပါပစ္စည်းကိုသာဂယုဆိုင်နေကြဟန်ရှိလေတယ်။တို့ကြရင်ပေါ့ဖော်မှာ မိသူတူတူတယောက်ရဲ့အမေအမြန်အနှောက်အယှက်ကိုမှမခံရဘဲတင်းမိုးပေါ်တွင်ညအချိန်တိုင်းရောက်ခဲ့လေတယ်။တင်းမိုးပေါ်၌မြမထမင်းဆိုင်တဆိုင်ပါရာ ထမင်းရောင်းသူ အသက်40ခန့်လူကြီးနှင့်မိန်းမကြီးမှညစွာသဘောကောင်းကြတယ်။ခီးသည်ထဲမှပတ်စံမပါတကယ်ဆင်းရဲလာကြလျင် အခမဲ့ကြွေးလေရှိတယ်။ရဟန်းတော်များအတွက်ကမိသည့်အခါမျှအခချင်းဝင်မယူ။အခမဲ့ကလူလေးရှိသဖြင့် အတားရရောသည်ဟု လူပြောများသောထမင်းတွေများဖြစ်ကြလေတယ်။ထမင်းစပွဲပကံခွက်ရောက်မှစ၍တန်ရှင်းဖွယ်ရသည့်အပြင်အပြောအဆိုလဲချိုသာသောကြောင့်ခရီးသွားဖို့သူတိုင်းထိုဇနီးမောင်နှံရဲ့ဆိုင်ကိုမမေ့ကြချေ။တခါတည်းရန်တင်းမော်ပေါ်၌ကတ်ချီကైအလစ်တုတ်တို့ကြောင့်ဇေယိပြတ်သူများကိုတွေ့ရလျင်ထမင်းကျွေးမွေးဇေယိခံပေးကူညီလေးရှိလေတယ်။လူကြီးကထမင်းဆိုင်မှပြောသမျှအဖိုးနှင့်ဝယ်စားလျက် ညမီးလင်းချိန်တွင်ထိုဆိုင်၏အခြေအနေကိုသာကြည့်ရှုနေလေတယ်။လက်ဖက်ရည်ချမ်းကရာတလုံးကိုလည်းထိုဆိုင်မှယူလျက်မိမိအနီးကော်စောပေးတွင်ချထားငှဲတောင်းနေလေတယ်။လူကြီးကရှက်အင်ကြီးထဲမှရွှေနာရည်ကြီးကိုထုတ်ကြည့်လျက်အိုးခုနှစ်နာရီတောင်ထိုးပါပကော။ပူရွှေတယောက်တည်းပြောသလိုပြောဆိုလိုက်လေတယ်။စင်စက်က၎င်း၏ရွှေနာရည်ကြီးကိုပေါ့ဖော်မြင်စေခြင်းဖြစ်တယ်။ပေါ့ဖော်လည်း လူကြီးကိုကြည့်ခါညမှာတတိထားအိပ်ရမယ်ကျွန်တော်မိတ်ဆွေပြောဘူးတယ်ဒီသင်းမောပေါ်မှာအဝတ်ကောင်းကောင်းကိုအိပ်ရကောင်းကောင်းနဲ့ဆိုရင် လူဆိုးတွေဟာပတ်စံပါတဲ့သူအနားမှာလိုက်လာပြီးအိပ်ပျော်တယ်ဆိုရင်ပါတာယူသွားတယ်တဲ့ကျွန်တော်လည်းကြားဘူးတယ်ထောက်ကဲနှစ်ယောက်ပဲတတိနဲ့ထားလိုက်ရတာပေါ့လူကြီးကမိမိကိုမိမိမလုံချေအเจ้าမူကားဤမြအထက်တန်းကြသောသူတယောက်က တင်းမောကုန်းပတ်ပေါ်တွင်မလိုက်တဲ့ဒုတိယရန်ပထမရန်အခန်းများနှင့်သာလိုက်တင်သောကြောင့်ဖြစ်တယ်။ဒီနေရာနဲ့လိုက်ရတာအခန်းနဲ့လိုက်တာထက်ကောင်းတယ်။စကားအမျိုးမျိုးကြားရတယ်။လူမျိုးမျိုးအကြောင်း သိရတယ်။အခန်းနဲ့ဆိုရင်သိပ်ပြင်းစရာကောင်းတယ်။ဟုတ်တယ်ဆရာကြီး။ပောက်ဖော်ကကြည်ကြည်နက်နက်ထောက်ခံလေတယ်။တင်းမောမှဓမီပွန်များကထိုင်လျက်တစ်မျိုးအိတ်လျက်တစ်ပုံနေကြသောခရီးသည်များကို အလင်းရောင်ပေးလျက်ရှိလေတယ်။ ်တင်မောကြီးစက်ပုံးတန်ကညအချိန်ကြလေပူမိုဆူညံလေဖြစ်လေတယ်မြကန်းဝေယာမှညွညွမိုင်မိုင်တောင်တန်းများနဲ့တပင်အုံများတအိမ်တလီမှ တလက်လက်နဲ့ထွက်ပြူနေသောမီးရောင်များကိုမြင်ရလေတယ်ဦးအိုက်သောရာသီဖြစ်သဖြင့်တင်ပေါ်ပေးမှမိုးကရွက်ပြဲလေကြီးများကလိတ်လျက်တင်ပေါ်အမိုးစွန်နာတွင်ကက်ချီထားလျက်ရှိတယ်လူကြီးကပေါ့ဖော်ရဲ့အပြုအမူအနေအထိုင်ကို မတိမတအကဲခတ်လျက်ရှိရာ ပောက်ဖော်မှာကလူကြီးရဲ့အပြူမူအဖို့အစားတို့ကြောင့်တကယ့်လူကြီးလူကောင်းဟုယုံကြည်ဟန်ရှိလေတယ်။ဟေ့တငယ်လက်ဖက်ရည်ကရပေးပါအောင်ကွ လူကြီးကသပင်းဆိုင်က ခိုင်းစီတော်သူငယ်ကလေးကိုလှမ်းခေါ်ပြီးလျင်လက်ဖက်ရည်ချမ်းအစ်တတကရမှာယူငှဲ့တောင်းနေပြန်လေတယ်။လူကြီးကလက်ဖက်ရည်တောင်းရင်းအင်္ဂလိပ်စာအုပ်တအုပ်ကိုဖတ်ရှုနေလေတယ်။ စာအုပ်ကအချိန်ကိုဆွဲငင်သွားရာ17နာရီထိုးလေတယ်။တင်မော်လည်းစိတ်ကန်းတစ်ခုနှစ်ခုတို့ကပ်ပြီးရေလည်မှခုံမောင်းလျက်ရှိနေတယ်။ပေါ်ဖော်ကြီးကအနေငယ်တန်းဝေလာလျက်လူကြီးအားကြောပေးကရှာရန်စက်ကူလေးကိုခေါင်းအုံးအောက်တွင်တွင်းပြီးလျင်ဆရာကြီးတတိထားနေပါနော်အိမ်မယ်။ဦးပြောပြီးလျင်အိတ်လေတယ်။တင်မော်အချိုခကြီးတဲ့တို့မှစိတ်ချလက်ချအိပ်ပျော်လျက်ရှိနေတယ်။ အချို့မှာလည်းမိမိတို့တွင်ပါလာသောပစ္စည်းများကိုစိတ်မချသဖြင့်ခြေလီတောက်တော်သူတောက်စကားပြောသူပြောဖြင့်နေကြလေတယ်။ဖျီးသွားလျက်တည်မချမိသောမိမပြိုမိမအိုအချို့တို့မှာအကာအယံမရှိဘဲအမြင့်မတော်အောင်အိပ်ပျော်နေကြလေတယ်။လူကြီးကပေါ့ဖော်ရဲ့ဘေးမိမိအိပ်ရာတွင်ခိတ္တမျှလဲလျောင်းလျက်ဆေးဖြူတုပ်ထားသောတင်ပေါ်အမှုကိုကြည့်ရှုလိုက်ပါလာလေတယ်။ တစုံတရာစဉ်းစားပြီးနောက်မျက်စိမှိတ်၍အိတ်လေတယ်။တဖန်တတိထားအိတ်သောကြောင့်အိတ်ရာမှနိုးလျာရွှေနာရီကနှစ်နာရီကိုပြလျက်ရှိလေတယ်။ပေါ်ဖို့ကအိမ်မောကြနေဟန်တူတယ်။ရာဇဝတ်ဘေးကြောင့်နှစ်ညတိုင်းမိရထားပေါ်ရင်မအိတ်ခဲ့ရသည်ကိုအတိုးချကနှစ်နှစ်ချာချာအိပ်ပျော်၍နေလေတယ်။လူကြီးကပေါ်ဖို့ကိုလှုပ်၍နှိုးလေတယ်။ပေါ်ဖို့မှာတုတ်တုတ်မြမလှုပ်ချင် တပံခေါင်းအုံကိုပေါ့ဖော်ရဲ့ခေါင်းနဲ့တကွအမကြည့်လေတယ်။အကယ်၍ပေါ့ဖော်နိုးကလည်းခေါင်းအုံအောက်ဘာများထားသလဲ။ကျုပ်အိပ်ပျော်နေတော့လူလာသွားတယ်ထင်လို့ဟုပြောပြရန် စိတ်ကူးပြီးဖြစ်လေတယ်။သူ့ရှာတွင် ပေါ့ဖော်မှမနိုးသည့်အပြင်ဟောက်ရည်များနေသေးတယ်။လူကြီးကပေါ့ဖော်ရဲ့ခေါင်းအုံအောက်မှငွေစက်ကူများကိုဆွဲယူလျက်ကို့ပစ္စည်းကဲ့သို့ရေတွက်နေရာရှာရန်စက်ကူအချက်40တိတိကို တွေ့ရှိရလေတယ်။ ပြုံးလျက်တရင်စာ၁၉တရက်နှစ်ကြစ်ကြစ်ပအောင်လိတ်ပြီးလျင်ကရားကိုလက်တစ်ဖက်ကအဆွဲကထမင်းဆိုင်စီတို့လာခဲ့လေတယ်။ထမင်းဆိုင်ရှင်များမှာအိပ်ပျော်နေပြီးဖြစ်ရာတောင်မြောက်ဝဲရာကိုလှည့်မြန်စွာကြည့်ရှုပြီးနောက်ကရားကိုလက်ကမချသေးပဲငွေဆက်ကိုလိတ်ကိုတင်ပေါ်အမောနာရှိမိုးကလိတ်သေးသို့ထိုးညက်ပြီးလျင်ကရားဝစပွဲပေါ်တွင်ချထားလျက်နေရာသို့ပြန်ခဲ့လေတယ်။လူကြီးကမိုင်းလုံးကော်စောခင်းထားသော မိမိအိရာပေါ်တွင်ကြာကြာနာနာအိရွေနေလေတဲ့မိမိအလုံးမိမိစေစားလှပြီးဟုတကယ်လဲအိပ်ဖြော်အောင်အိပ်နေရာမိမျှကြာသည်မသိတစုံတဦးကလှုပ်၍နှူးမှကြပြာကြရာမျက်လုံးဖွင့်ထထရာဆရာကြီးဆရာကြီးအိပ်ပျော်နေသလားငွေရီအများကြီးပါသွားပြီသူပြောဆိုလေတဲ့လူကြီးကအခုမှတည်တကယ်တော့ဟုတ်လားသွားကပတိန်သွားတန်းချီကပတိန်တိုင် ူ၍အကြံပေးသဖြင့်ပေါ်ပေါ်ကနေရာမှထကာခက်သွက်သွက်သွားလေတယ်။မကြမီတင်မောဒဇင်းလုံးစုညံလျက်အိတ်နေသူများလဲနိုးတင်မောသားများလဲတင်မောအထက်အောင်အထက်များကို ဝိုင်း၍ထားလေတယ်။အချိန်ကားငါးနာရီခွဲခန့်ရှိရာတင်မောကမြို့တစ်မြို့သို့ဝင်၍တက်လေတယ်။သူ့ရှာတွင်ခရီးသည်များအားတက်ဆင်းခွင့်မပြုဘဲစိတ်ခံတမ်းမှန်ပေါ်မှဖလိအရာရှိနှင့်တူတူ၃-၄ဦးသား ပင်မောပေါ်သို့တက်ခဲ့လေတယ်။ပလိအရာရှိထဲတွင် လူတယောက်ပါလာရာ လူကြီးကမျက်နှာတစ်မျိုးဖြစ်၍သွားလေတယ်။သူ့ရာတွင်အင်ဒရီမပြတ်စေဘဲပေါ့ဖော်ငွေပြောက်၍စိတ်မကောင်းဟန်နှင့်နေစဉ်ပလိများကတင်မောခီးတဲ့များ၏တစ်တာချမ်းကောက်ပါအိရာလိမ့်နှင့်ကိုအဘူအစများတွင် ရှာဖွေကြလေတယ်။အကြောင်းမသိသူများကဘာလဲဘာလဲဟု မေးကြရာ ပေါ့ဖော်ငွေ၄တောင်လူနှိုက်သွားလို့ ဘသူယူမလဲသူ့နားကလူယူမှာပေါ့လူကြီးကထိုးသူအပြန်အလှန် ပြောသောစကားကိုကြားရရာပေါ့ဖော်ကိုအကဲခတ်လေတယ်ပေါ့ဖော်ကလူကြီးအားမယုံသင်ကရှိပုံမရသူ့ငွေအတွက်လဲနှမျောလှပုံမရှိတစုံတရာအတွက်စိတ်ပူနေဟန်ရှိလေတယ်အလေးအရာရှိများကမကြမီလူကြီးအနာတို့ရောက်ရှိလာလေတယ်တတဖက်ကလူကြီးအနာတို့ရောက်ရှိလာရာလျှင်မြန်သောလူကြီးရဲ့လက်က ရှောက်လာတော့လက်ကိုပုတ်ဖယ်ပစ်လိုက်လေတယ်။ဖမ်းဖမ်းသူ့အရင်ဖမ်းမိရှာပေါ့ဖော်ကိုလည်းဖမ်း။အိုးကျွန်တော်ငွေပြောက်တယ်။ကျွန်တော်ကိုဘာလို့ဖမ်းရမှာလဲ။လူကြီးမှလည်းမင်းတို့ကငါဘာလို့မှတ်တယ်လဲ။ပူရွေလက်သီးနှစ်ဖက် တင်းကျပ်စွာ ဆုပ်လျက်ကျင်းဝါးနေရာအလေးတယောက်ကလက်သီးစုံနှစ်ခုကိုပူရွေလက်ထိတ်ခတ်လိုက်လေတယ်။ပေါ့ဖော်ကိုလည်းထုံနှီးအတူလက်ထိတ်ခတ်ပြီးနောက် အော့ဖော်ရဲ့ပစ္စည်းများကို ရှာစီရာတန်စာတဆောင်ထွက်၍လာလေတယ်။ gain ဒါအရေးအကြီးဆုံးပဲ။အရက်သားလူကြီးလူကောင်းလည်းရပြီ။တစိမ့်မှတ်ထားပါနော်။ဥပြောဆိုပြီးနောက်လူကြီးဘက်သို့ပြန်၍ဖိုးတပြင်းယုံထောင်ကြောင်မိနေပါပကော။ဘဲကတပြင်းလည်းအမောင်ရဲ့လူမှားပါမယ်။ဥခကြီးတယ်ပါ။ထို့အတွင်လင်မြန်ဖြစ်လာသောလက်တစ်ဖက်ကလူကြီးရဲ့နှုတ်ခမ်းဝေကိုဆွဲဖြုတ်လိုက်ရာ တေးကြစွာတတ်ထားသောနှုတ်ခမ်းမွေဖြစ်သဖြင့်အသားနာကျင်လျက်ပြုတ်ပါသွားလေတယ်။ဝိုင်းဝန်းကြည့်ရှုနေကြသောပရိသတ်များမှာအံ့အားသင့်လျက်ရေသူကရေဖြစ်ကြလေတယ်။ဒီလိုပဲဖိုးသက်ပြင်းရဲ့ဒီကပေါဖော်ကနာမည်ကြီးဘိန်းငါသားမို့ချသွားရလို့တင်းရလို့မလွတ်တမ်းဖမ်းမယ်ဆိုပြီးတို့စီအကူကြီးတောင်းငင်းကြီးကမောင်းအောင်မြင်သွားဆိုပြီးငါ့ကိုလှုပ်မာတွေးတော့ချက်မှာဘိန်းကိုမီးရထားနဲ့တင်း လူကသဲမောနဲ့လိုက်ရမယ်။မိရထားတစားစိတ်မချလို့လူနဲ့ပါရမယ်။ဒီလိုကွဒီစိတ်ကန်းကစောင့်ဖမ်းဖို့စီမံရတာကိုအခုတွေ့တဲ့အတိုင်းမှန်ယုံမကဘူး။တကူးလက်တဝက်လူတဲ့မောင်တပြင်းမှမိနေတော့ပေါ့ဖို့တဲ့အစာပေါင်းတရာမကအဖိုးတန်တဲ့လူကိုတောင်ရနေပြီဖြစ်ဟာ။တပြင်းကပြင်းထန်စွာရေမောလိုက်လေတဲ့။ဖီးတဲ့အချို့မှာတပြင်းဝတ္ထုဖတ်ဖူးသူများမှာကိုယ်တိုင်မြင်တွေ့ကြပြီဟု ဆောင်တော့ကျော်ဦးအောင်မြင့်နှင့်အဖိုးကြီးရောင်ဆောင်သောတပြင်းကိုအံအားသင့်စွာ ကြည့်ရှုနေကြလေတယ်။ဆရာအထုထဲမှာပေါ့ဖော်ပြောသူလိုရာထံမတွေ့ဘူးဆရာ။မရှာနေတော့တွေ့မှာမဟုတ်ဘူး။ဟောဒီတခိုးကျော်လက်ရောက်ရင်ဘယ်ပစ္စည်းမှပြန်မရဘူး။ဒီရင်မင်းနဲ့မင်းမကြခင်ငိုရတော့မှဟဲ့သူ့ပစ္စည်းပဲရှာကြစမ်း။ဆိုသဖြင့်ပလိန်များလဲရှာကြလေတယ်။တတိထားကင်တတိထားကင် ဦးအောင်မြင်ကအလန့်တကြားပြောရာတပြင်းကตาရွေ့အတန်ထွက်ရေမောနေလေတယ်။တပြင်းတစ်တာရဲမှတိုက်ဆောင်တစ်ထဲအစိုးတောင်ရှိတစ်ထဲတကလက်ရေမုံမျက်နာတော့တပတ်နဲ့စာအုပ်အချို့ကိုသာ တွေ့ရလေတယ်။ဘုံမပါပါဘူးကိုအောင်မြင်ရဲ့ဒါထက် ကျွန်တော်ကိုသင်းမောနေမခေါ်ပါနဲ့ဗျာ။တစိတ်မိရထားနဲ့ခေါ်ပါသင်းမောစီးရမှာပြင်းလာတယ်။စိတ်ချမောင်းကြည်ကြရင်မိရထားနဲ့ပို့မှာပဲ။ မိရထားများအရင်တုန်းကလိုပြေးလို့လွတ်မယ်မထင်နဲ့မင်းသေးပေါက်ချင်ရင်တော့တွဲလေကောင်မှာပေါက်ရမှာဒီလောက်ပဲကြောက်သလားဗျာဟေးစကားများမနေနဲ့ကိုင်းအမှုတန်းတယောက်ရဲ့ကပတ်မှာလက်ထိတ်တန်ကွင်းကိုတတ်ထားပေါက်ဖို့တော့ရိုးရိုးကိုင်းကိစ္စမရှိဘူးတကယ်လို့ရေထဲခုံချရင်လေနှစ်ယောက်ပါမှဖြစ်မယ်နေရာတော့ဒီနေရာပဲတော်ပြီတန်စကားကာထားသောတင်မောကုန်းဘက်ပြေးပင်ညွန်ပြလေတယ် ဒီလိုထားတာဟာငါတို့ကကလထိုင်နဲ့ထိုင်နေတော့မြင်ရအောင်လို့ထို့အခါတပင်းတွင် ပလိနှစ်ယောက်ပောက်ဖော်တွင် ပလိတစ်ယောက်အဆောင်ထားလျက်တင်ပေါ်ထွက်စီလေတယ်။ဥအောင်မြင်မှာတင်ပေါ်ဦးဒုတိယခန်းနာမှကလထိုင်တစ်လုံးနှင့်ဆောင်ရွက်နေရာ အခြားပလိအရာရှိနှစ်ယောက်မှလည်းဥအောင်မြင်ဘေးကတပင်းရဲ့ရာဇဝင်ကိုပြော့ပြလိုက်ပါလျက်နေကြဟန်တူတယ်။တပင်းကမမျော်လင့်ဘဲဖန်ခံရခြင်းကြောင့် မိမိကံစားတာများနိုင်နေရော့သလားဟု တွေးတော်မိလေတယ်။သို့ကြောင့်တွင်အချင်းအကျက်ကြလျင်အကျဉ်ဉဏ်ပူမူခြင်းလာတတ်တဲ့အတိုင်းအမျိုးမျိုးတွေးတော်နေလေတယ်။သင်္ဘောနှင့်မိယထာပေါ်ဘယ်နေရာကပြေးပေါက်လွယ်မယ်ကိုလည်းအမျိုးမျိုးစဉ်းစားနေလေတယ်။သင်္ဘောကစိတ်ကန်းတစ်ခုသို့စိုက်ကပ်ပြီးနောက်ထက်မှန်ထွက်ခွာ ဆုံဆင်းလျက်ရှိလေတယ်။နှစ်နာရီခန့်ကြာသောအခါဦးအောင်မြင်တတိလက်ခိုက် တရခန်ထားရာစီမှတစုံတဦးတင်းမောပေါ်မှ ခုံချလိုက်ပြီးနောက်စူညံ၍သွားသေးတယ်။တပြင်းရဲ့လက်ထိပ်ဖမ်းထားသူမှာအကြောင်သားဖြစ်နေရာ အနည်းရှိအဆောင်တဦးမှတရခန်ပြေးပြီးလှုပ်ပါဖမ်းပါဟု အော်ဟစ်လျက်တင်းမောအောက်ထပ်သို့ပြေးဆင်းသွားသေးတယ်။တင်းမောလည်းဆက်အရှင်တက်လျက်ဘေးကတန်မှန်တစ်စင်းကိုလှည့်မြန်စွာချ၍နေစဉ်ခုံချသူမှာငုတ်ချီပေါ်ချီဖြစ်၍နေတယ်။ဟေ့ကော မင်းအိတ်နိုင်သလားမှန်မှန်ပြောငိုက်မိတယ်ဆရာဒီမှာကြည့်ကျွန်တော်တက်ထွက်မှရမှာဆိုပြီးငိုက်မိတယ်သူလက်ထိတ်ချွတ်ပြီးထွက်ပြီးခုံချသွားတယ်လက်ထိတ်ကွင်း၌ကြံရစ်ခဲ့သည်ကို ပြလေတယ်အချို့လူများကလည်းလူစွမ်းကောင်းဟုထင်မှတ်ကြဟန်ရှိလေတယ်တံမန်ကလားနဲ့ပလိအရာရှိတို့ကမျိုးပါလျက်ရှိသော လူစိုးရှိရာတင်မောနောက်သို့အပြေးခက်လျက်ရှိရာဝါးတရက်ခံကွာသောအခါ ဟိုက်ဟုတံပြန်ဆိုမိကြလေတယ်။အကြောင်းမူကားအစိုးပါသူမှတက်ပြင်းမဟုတ်တက်ပြင်းဤအဆောင်ပလေအမှုရန်ဖြစ်၍နေသောကြောင့်ဖြစ်တယ်။ကလားများကပလေအားဆွဲတင်ကြလေတယ်။ကျွတ်ကျွတ်ကျွန်တော်မျိုးကိုတရခန့်တွန်းချလေဖျား။တုံတုံခိုက်ခိုက်နဲ့တန်တော်ဦးတိမ်ပြီးနေလေရာပလေအားရှိတဦးကတင်မောစီတို့လက်ခါ၍ပြနေလေတယ်။တချို့က တရခန်းမမိရေထဲမြုပ်သွားပြီးတချို့ကလည်းတရခန်းအသက်မရှိဟုလှမ်းပြောသည်စသဖြင့်တွေးတွန်းနေရာအကင်းပါသောဦးအောင်မြင်မှာတင်မောအနှံ့တပြင်းကို လိုက်၍ရှာနေလေတဲ့တို့ရာတွင်တပြင်းရဲ့အစအနာကိုမျှမမြင်ရှာပဲပြည်စိတ်ကန်းသို့ဆက်ရောက်၍ပေါ့ဖော်တရခန်းနှင့်ရန်ကုန်သို့လိုက်ခဲ့ရလေတဲ့မိတ်ဆွေကြီးကိုအောင်မြင်ခမညာကျွန်တော်မိမျှရုပ်ပြောင်းတော်လဲ အကဲခတ်ရုပ်ဖန်းကောင်းသည့်မိတ်ဆွေကြီး၏ညံကိုချီးကျူးလိုက်ပါသည်ကျွန်တော်ပြုမူပုံကိုလည်းမိတ်ဆွေကြီးထံအနှဲငယ်ရေးလိုပါသည်ဤပေါ့ဖော်မှာရန်ကုန်တွင်ဒိတ်ဒိတ်ကျဲဖြစ်ပြီးတထေးတူလည်းဖြစ်ပါသည်သူတထေးဖြစ်ပုံမှာမိတ်ဆွေကြီးတည်ပြီးဖြစ်သည်ဟုထင်ပါသည် သူဤကောက်ကင်းဘိန်ပုံဆိုင်များငါးဆိုင်ထက်မနည်းရှိရာရန်ကုန်ပလိတ်ငွေစား၍ပဲလားအကယ်၍မတိ၍လားမပြောတတ် 32လမ်းနဲ့14လမ်းကြားလမ်းများတွင်ရှိပါသည် သူဘန်တိုက်ကငွေ3000ကျော်ထုတ်သွားကြောင်းတည်င်းရ၍တောင်ပိုင်းရှမ်းပြည်သို့နောက်ရောက်ခံလိုက်ရာဘိန်းဝယ်ပြီးသားဖြစ်ပြီးတင်မောဝရင်4000ကျော်သာနှိုက်လိုက်ရပါသည်ထိုငွေများလည်းကျွန်တော်လက်ထဲမရောက်ထိုက်သူရပါလိမ့်မည် ကျွန်တော်ထွက်ပြေးပုံမိတ်ဆွေရိတ်မိပြီးဖြစ်ရာမိမိတတိလက်သောအချက်ကိုယခုအခါစဉ်းစားမိပြီးထင်၍ထက်မှန်ရေးလိုပါသည်ကျွန်တော်အဖမ်းခံရစဉ်က လက်တီးဆုပ်ဒီမှာအခြားမဟုတ်လက်ကောက်ဝတ်ကြွက်သားများကားတက်အောင်ပြုလုပ်ခြင်းဖြစ်ပါသည်ကျွန်တော်လက်မှာနှမျိုးရရာလက်ကိုပြန်ပြော့လျင်လက်ဖောင်းစင်ကခတ်ထားသောလက်ထိပ်ကို ချွတ်၍ရပါသည်ထိုနည်းအတိုင်းချွတ်ခါကလုံဝင်ကိုလည်းချွတ်သောအခါကာဂီပေါင်းပြီးတို့ကြံပါသည် အနည်းကငှိုက်နေသော ပလေးကိုလှင်မြန်စွာရေထဲသို့တွန်းပစ်ချကျွန်တော်ကပလေးဟန်ဆောင်ပြေးခြင်းဖြင့်ကျွန်တော်၏ လင်မြန်သောညံကိုချီကျူးဩဘာပေးလိမ့်မည်ဟုထင်ပါသည်။တင်းမော့တွင်ရှာသောအခါစပုံးအတွင်ဘက်တွင် လူတယောက်ခိုးအောင်နေနိုင်ကြောင်းမိတ်ဆွေကြီးတတိလေး၍နိုင်နိုင်ချွတ်ချွတ်မိသွေးခံအောက်အံဘုံအတွင်သို့ပါရှာဖွေတော်လဲအချီးအနီးဖြစ်သွားပါသည်။နောင်တတိပြူရန်ဖြစ်ပါသည်။ Goodbye ကိုအောင်မြင်ဆောရာတပြင်းဦးအောင်မြင်ကစုံထောက်အလုံယုံခန်းတွင်အထက်ပါစာရွက်ကိုဖတ်ရှုပြီးနောက် စာရွက်ကို လုံးချီလျက်စက်ကူစုပ်ချင်းထဲသို့ပြစ်သွင်းလိုက်လေတယ်။ရွှေတကုံကုန်းတော်ပေါ်၌က လာသမျှပရိသတ်ကို မုံဟဲကစတုဒီတာကျွေးနေသော စာပုသင်မောထမင်းဆိုင်ရှင်ဇနီးမောင်နှံကို တွေ့မြင်ရလေတယ်။ဇူးလီစီဒီရွှေပြားအလှရှင်စရင်တွေလည်းထိုမောင်နှံရဲ့နာမည်ကိုဖတ်ရှုရလေတယ်။စာပုသင်မောကြီးကအညာတို့ဆံမီဟုဟန်ပင်၍နေလေတယ်။ထမင်းဆိုင်က အိုးခွက်စပွဲကလထိုင်များရှေ့ကထက်သာနာတယ်။စီဒနာကောင်းလာသော ထမင်းဆိုင်ရှင်ဇနီးမောင်နှံရဲ့အဝတ်အစားများက ရှေ့ကထက် ပြောင်းလဲနေတယ်။အရှုဆိုင်နီးနာချင်းများကထိုးမောင်နှံတို့ကအမွေရလိုက်လို့လားထီပေါက်လို့လားဟု အမျိုးမျိုးတွေးတောကြဟန်ရှိလေတယ်။ရှေသောဩဘာတန်ကငါထွက်တော်မီဟုသောအထိတ်အမှတ်ကို ပြလေတယ်။မကြမီပင်တင်မော်ကြီးကရန်ကုန်ဘူတထောင်စိတ်ကမ်းမှ ထွက်ခွာသွားလေတော့တယ်။သူရိယမဂဇင်းဂျွန်လ1938ခုနှစ်နားဆင်ပေးကြတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ။